လွန်ခဲ့တဲ့လကကျမစီကို restaurant ပိုင်ရှင်စားတောက်ဆိုင်ပိုင်ရှင်တယောက်က voice consultation လာယူတယ်။သူကပြောတယ်ချဲတဲ့ကျမတို့ဒီအိမ်ကိုကျမတို့အတူတူကြိုးစားလုပ်ကံပြီးတော့မှစီးပွားရေးတွေလုပ်ကံပြီးအောင်မြင်ပြီးတော့မှဒီအိမ်ကိုဝယ်ခဲ့တယ်တဲ့။ဒါပေမဲ့ဒီအိမ်ကိုရောက်တဲ့အခါမှာတဲ့အရင်ကလုံးဝ ညှိနိုင်တဲ့အခါမှာလည်းပြပြလေးလေးချစ်ချစ်ခင်ခင်နဲ့ဘဝမှာဒုက္ခတွေရောက်ခဲ့တော့မှဆိုလို့ရှိရင်တယောက်နဲ့တယောက်သီးခတ်နားလဲပြီးတော့မှလိုချင်တာဆိုလို့ရှိရင် အများကြီးညှိစရာမလိုဘဲနဲ့သဘောထားတူညီခဲ့တယ်ပေါ့နော်အရင်ကမှ live ပဲညှိခဲ့တယ်အာအတွဲဖြစ်ခဲ့တဲ့ဒီအိမ်ကိုရောက်လာပြီးတဲ့အခါမှာတဲ့ကျမလေးတဲ့ ကိုကလည်းစိတ်တွေအရင်ကြမ်းတက်ပြီးတော့မှသီးခံစိတ်တွေလုံးဝမရှိတော့တာလည်းသိရတယ်။နောက်တစ်ခုကတဲ့ကျမရဲ့အိတ်ထဲနဲ့မှာတဲ့ဘလောက်အိတ်အိတ်တဲ့လူသားတဲ့နာရရစိတ်ကောလူကောနာရတယ်လို့မခံစားရတဲ့အပြင်ကိုတဲ့အာဒီအေးရွာတယ်လို့လည်းမခံစားအောင်ပြီးလို့ရှိရင်တဲ့ကျွားလို့လင်မယားကအခုဆိုလို့ရှိရင်တဲ့ဘာမှမဟုတ်တာလေးကိုပဲညှိနှိုင်းရအရန်ခက်နေတယ်တဲ့ အရင်ပြောသားတွေကြီးတယ်အရင်ညှိနှိုင်းရခက်တယ်အရင်ရန်နေများရတယ်ပေါ့နော်ဒါဟာတခုခုလွဲနေပြီဆိုတော့ကျွန်မသိတယ်တဲ့အဲ့အကြောင်းလို့တဲ့ကျွန်မကိုဘာစနဲ့အပြင်ကိုဒီအင်ကိုကောစစ်ပေးပါအောင်ဆိုပြီးတော့မှကျွန်မကိုပြောခဲ့တယ်အဲ့မှာပဲဟုတ်ပြီဒါဆိုလို့ရှိရင်ကျမတို့ appointment ယူမယ်အာ appointment ယူပြီးတဲ့အခါမှာဆိုလို့ရှိရင်ကျမစီကိုဒီ floor plan နေနောက်တစ်ခုကကျတော့ဒီ အိမ်ပုံလေးအခန်း room by room video record တွေ photo တွေကျမစီကိုပို့ပေးပါဆိုပြီးတော့မှကျမပြောခဲ့တယ်အဲ့ဒီမှာကျင်းတဲ့အချက်တွေကိုခဏထားလိုက်အောင် ကျမဆက်ဆက်ချင်းမြင်လိုက်တာနဲ့ကျမသိလိုက်ပြီးအာဒီအတိတ်ကတရခံကဘာလဲဆိုတာပေါ့နော်အာသူကအိမ်ကစောက်ထားတာကဘယ်လိုစောက်ထားလဲဆိုတော့အောက်ထက်မှာကစားပေါက်ဆိုင်စောက်တယ်စားပေါက်ဆိုင်အဲ့ရဲ့ဒုတိယထက်မှာဆိုလို့ရှိရင်သူတို့မိသားစုနေဖို့ပေါ့ master bedroom နေလေးရှိတယ်အဲ့ခန်းတွေကဖျားခန်းတွေရောအားလုံးကိုအဆင်သင့်လုပ်ထားတယ်ပေါ့ပြောချင်တာကအလုတ်ကအိမ်ကတွဲရက်ကိုမှနှစ်ထက်စောက်ထားတာဆိုတော့ အဲ့ဒီမှာပဲသူကဂျင်းတဲ့အခန်းလေးကတော့ပြဿနာအများကြီးရောမရှိဘူးဒါပေမဲ့သူ့ရဲ့အိမ်တော်ကြီးမှာအကြီးကဖြစ်နေတဲ့ပြဿနာတွေကိုဖန်တီးပေးနေတဲ့အချက်က၃ချက်ရှိတယ်အဲ့ဒီချဲမှာမဂျင်းတဲ့အချက်တွေကကျွန်မပြောပြပြီးသားဖြစ်တဲ့အတွက်မှာအရေးကြီးဆုံးအချက်ကိုကျွန်မပြောပြမယ်အဲ့ဒီအချိန်မှာမှသူကဘာဖြစ်လဲဆိုတော့အောက်ချက်က restaurant ကဒီစားတောက်ဆိုင်ကမီးဖို့ကြောင့် kitchen ကသူ့ရဲ့ master bedroom နဲ့တိုက်ရိုက်ကြနေတာเนาะ ဲ့လိုမျိုးကြာနေတဲ့အိမ်လေးဆိုလို့ရှိရင်ဒီအိမ်ညာအရန်အိမ်ပူတဲ့အိမ်ထောင်ရေးမှာဆိုလို့ရှိရင်ပဏိပခတွေများတယ်စိတ်ကိုဟိုလွန်ဆက်တက်ကြတဲ့စိတ်ကိုမရစေဘူးဘလို့လားအဲ့တဲ့ energy တွေဆုံးရှုံးစေတယ်ပြောချင်တာကမီးဆိုတာကခြေကရန် energy ပေါ့အာဒီအိတ်ခမ်းဆိုတာကရင် energy အရင်ကမှစိတ်ငြိမ်ပြီးတော့မှငြိမ်သက်ပြီးတော့မှနုညက်တိမ်မွေးတဲ့ရင် energy ဖြစ်တယ်။အဲ့မှာမတူညီတဲ့စွမ်းအင်နှစ်ခုထိတိုက်ဆုံပြီးတော့မှမလိုလားအပ်တဲ့ပြဿနာတွေကိုဖြစ်ပေါ်စေတာဖြစ်တယ်။ အဲ့ဒါပြင်ကိုတခြားအချက်တွေလည်းရှိသေးတယ်ပေါ့အဲ့တော့ကျမကဒီပြင်ပြင်စင်နီးကိုပြင်ပြီးတော့ပြောပြမယ်ဒီလိုမျိုးအောက်ထက်ကမီးဖို့ကြောင်းနဲ့အပေါ်ချက်ကအိတ်ခံ master bedroom ရှိတဲ့လူတွေအနေနဲ့ဆိုလို့ရှိရင်ကျမတို့ကဒီ fire energy နဲ့ဒီ yin yin energy နဲ့ yin energy ဂျားထဲမှာ chair တို့ကဘာလို့ရမလဲဆိုလို့ရှိရင်မီးကိုထိန်းတာ up ဖြစ်တယ်မြေတက်ပေါ့နော်အဲ့တော့မြေတက်ဒါမှမဟုတ်လို့ရှိရင်လည်းမြို့ကိုနိုင်တာရေတက်ပေါ့ဆိုတော့ကျမတို့က အောက်ချက်နဲ့အပေါ်ချက်မှာကီချန်ဖြစ်ပြီးတော့မှအပေါ်ချက်မှာမတ်စတာဘက်ရုံးစောက်ပြီးသားလုံးမရွေးချယ်လို့မရတော့ဘူးပြင်းလို့လည်းမရတော့ဘူးအခန်းနေပြောင်းလို့လည်းမရတော့ဘူးဆိုတော့ကျမတို့ကဒါကို QR လို့ရတော့မယ်ကုသရတော့မယ်အဲ့ဒီခါမှာကျမတို့ကဒီမြေတက်နဲ့ရေတက်ကိုမြင်များတုံးရတော့မယ်ဆိုလိုတာကရေတက်တုံးမယ်ဆိုလို့ရှိရင်ရေကန်ကြီးဆောက်ရမှာလားဆိုတော့မဟုတ်သေးဘူးပေါ့နော်ဗီဒီယိုကအရင်ရှည်သွားတဲ့အတွက်အပိုင်းနှစ်ကနေပြီးတော့ဆက်ပြီးပြပြမယ်နော် see you ဆိုတော့အပိုင်းနှစ်ကို သွားကြရအောင်တကယ်လို့ကိုယ့်ရဲ့ master bedroom အိတ်ခန်းအောက်မှာမိဖို့ကြောင့်ရှိခဲ့မယ်ဆိုရင်ဘလို့စိုးကျိုးတွေရှိလဲဆိုတာကိုပြီးခဲ့တဲ့အပတ်ကမျှဝေပြီးဖြစ်ပါတယ်ဒီတစ်ခါမှာတော့ဒီလိုမျိုးအိမ်တိဆောက်ပုံ ရှိခဲ့မယ်ဆိုရင်ဘယ်လိုဖြည့်ရှင်းနည်းတွေလုပ်ရမလဲဆိုတာကိုပြပြပေးတော့မှာဖြစ်ပါတယ် တကယ်လို့ကိုယ့်ရဲ့ master barrel အောက်မှာမိဖို့ကြောင့်ရှိမယ်ဆိုလို့ရှင်ကျမတို့ mezzanine လို့ခေါ်တဲ့ထပ်ခိုးငယ်လေးကိုထပ်ပြီးတော့မှထည့်သွင်းတည်ဆောက်ဖို့လိုအပ်ပါတယ်တကယ်လို့ဒီလိုမျိုးထည့်သွင်းဖို့ space မရှိဘူးစောက်ဖို့အခက်အခဲရှိနေတယ်ဆိုရက်လူတွေအနေနဲ့ fire ကိုထိန်းချုပ်တဲ့ add element ကိုထည့်ရမှာဖြစ်ပါတယ်။မီတက်ကို ထိန်းချုပ်ပြီးတဲ့ညီတက် element တွေ ထည့်ရမှာဖြစ်ပါတယ်။ဥပမာမြေတဲ့အရာဖြစ်တဲ့အညိုရောင်ရှိတဲ့ကော်စောတွေထည့်တာအညိုရောင်ခန်းစည်းလိုက်ကာတွေထည့်တာအညိုရောင်အိယာခင်းတွေကိုတုံးတာတွေထည့်ပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုက fire ကိုထိန်းချုပ်တဲ့ water element နေထပ်ပြီးတော့မှထည့်သွင်းပေးရမှာဖြစ်ပါတယ်။ဥပမာရေကန်ငယ်လေးတွေရေတကွန်ပုံလေးတွေဒီပုံစံလေးတွေကိုထည့်သွင်းပေးဖို့လိုအပ်ပါတယ်။ ဒါဆိုရင်တော့ဒီ fire element ကလာတဲ့ရန်တက်တွေကရင်တက်ကိုလာရောက်နှောက်ယှက်ဖျက်ဆီးခြင်းကို အနည်းငယ်ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။အကောင်ဆုံးကတော့ဒီပြဿနာကိုရှောင်ရှားပြီးတော့မှတခြား bathroom ကိုရွှေ့တာကအကောင်ဆုံးဖြစ်ပါတယ်။ကာကွယ်ခြင်းကကုသခြင်းတဲ့ဘူကောင်းတဲ့အရာဖြစ်ပါတယ်။ယေရှုတမန်ရှင်ခြေမို့ပါ